င်္ဂလာပါခင်ဗျာမလ15ရက်နေ့အတွက် VOR ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် Trudeau ရာထူးမှာဆင်ပြီးတဲ့နောက်ကနေဒါဝန်ကြီးချုပ်အဖြစ် Mark Carney ကြံသက်စာကျင်းပခဲ့ပါတယ် Mark Carney ဟာကနေဒါနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက် American ပြည်ထောင်စုနဲ့ကုန်သွယ်စစ်ပွဲနဲ့ပတ်သက်ပြီးမေကွန်ထုတ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲ Justin Trudeau နေရာကိုဆက်ခံမဲ့ကနေဒါဝန်ကြီးချုပ်အဖြစ်ကျန်းသက်စာကျင်းပခဲ့တာဖြစ်ပါတယ် ဘိုးပန်းရရှိဟောင်းကာနီဟာဒီနေ့နောက်မိုက်မှာကျင်ပမဲ့ Liberal Party ကိုရွေးကောက်ပွဲသို့ဥဆောင်ခြင်းအပါဝင်နိုင်ငံရေးအရာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ခြေလှမ်းစတင်နေပြီလည်းဖြစ်ပါတယ်။ Trudeau ဟာဆက်စုံနဲ့နှစ်ခုနေပါအာဏာရပြီးတဲ့နောက်တောက်ကြနေအစောပိုင်းမှာယာတုံးမှဆင်းသွားခဲ့ပြီးကာနီကကြမ်းတက်စာချိန်ဆခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့ liberal party ဟာလာမယ့်ရွေးကောက်ပွဲမှာရှုံးနိမ့်ပွဲရှိကြောင်းစစ်တမ်းတွေကပြသနေတာကြောင့် Trudeau ရာထူးမှာနှုတ်ထွက်ကြောင်းဇန်နဝါရီလမှာကြေညာခဲ့တာပါ ောက်ကြနေက H မှာတင်ထားတဲ့နှုတ်ဆက်စာတစ်စောင်မှာတော့ Trudeau ကကျေးဇူးတင်ပါတယ်ကနေဒါကျွန်တော်ကိုယုံကြည်ပေးတဲ့အတွက်စိန်ခေါ်မှုတွေပေးတဲ့အတွက်နဲ့အကောင်းဆုံးတိုင်းပြည်နဲ့ကမ္ဘာပေါ်ရှိအကောင်းဆုံးလူတွေကိုအစေခံဖို့အခွင့်အရေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောကြားထားပါတယ်။ဘန်နော့ကနေဒါနဲ့ဘန်နော့အင်္ဂလန်ရဲ့အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ကာနီကိုမလ9ရက်နေ့မှာ Liberal Party ခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ကာနီယာသူ့ရဲ့ဆက်စုနဲ့များစွာကြားတဲ့ဗန်နိုင်းလုပ်ငန်းခွင်အတွင်း ကမ္ဘာလုံးဆိုင်ရာအကျပ်တွဲတွေနဲ့ကတောင်ကနင်းကာလာတွေတခြားအစိုးရတွေကိုပိတ်ကင်ခဲ့တယ်လို့ CNN ကဖော်ပြထားပါတယ်။ကာနေဟာ COVID-19 ကာလမှာကနေဒါရဲ့စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ထူးထောက်ကိုအကြံပေးခဲ့သေးတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ Israel American တစားခံတွေကိုလွတ်ပေးမယ်လို့ Hamas ကကန့်လန့်လာပါတယ်။ Israel ကစစ်ပွဲကိုအပြီးတိုင်အဆုံးသတ်ရေးအတွက်အပြစ်ခတ်ရစေးဆွေးနွေးပွဲအပြီးနောက်တစ်ဆင့်ကိုစတင်မှာက အမေရိကန်အစ္စရေးတစားခန့်တွေကိုလွတ်မြောက်ရေးသဘောတူညီမယ်လို့ဟာမကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။အပြစ်ခတ်ရစေးရေးသဘောတူညီချက်ရဲ့ဒုတိယအဆင့်အတွက်ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာစစ်ဆက်ညှိနှိုင်းမှုတွေစီကအဆိုပြုချက်ကိုလက်ခံရရှိပြီးတဲ့နောက်ဟာမဘက်ကနယူးဂျာစီပြည်နယ်မှာ အသက်22နှစ်အရွယ်ဆက်သားအီဒန်အလက်ဇန်ဒါကိုလွတ်ပေးဖို့ကန့်လန့်ခဲ့တာလည်းဖြစ်ပါတယ်။ဂါဇာကြီးကဲကကိုင်ရိုကိုတွားရောက်မှာဖြစ်ပြီးအီဂျစ်ပြည်ပြည်သူတွေနဲ့အပြစ်ခတ်ရစေးဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။ အပြစ်ခတ်ရစေးရဲ့ယာယီပထမအဆင့်ဟာမလ၂ရက်နေ့ကတက်တန်းကုန်သွားတာကြောင့်စစ်ပွဲကိုထာဝရအဆုံးသတ်ရေးအတွက်ဆက်ဆက်ညှိနှိုင်းမှုလိုအပ်မဲ့ဒုတိယအဆင့်ဆွေးနွေးဘက်ကိုအစ္စရေးကပယ်ချခဲ့ပါတယ်။အပြစ်ခတ်ရစေးရဲ့ယာယီပထမအဆင့်ကိုပဲတက်တန်းတို့လိုတယ်လို့အစ္စရေးကပြောပါတယ်။ဟာမတ်ဘက်ကတော့တစားကန်နေလွတ်မြောက်ရေးကိုဒုတိယအဆင့်မှာသာပြန်လည်စတင်မယ်လို့ပြောကြားခဲ့ပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟူရဲ့ယုံမှာအလက်ဆန်နာအားလွတ်မြောက်ဖို့ကံလန်းချက်ကိုတောင်းဆိုခဲ့ပါသေးတယ်။ အပြစ်ခတ်ရစရေပရမအဆင့်တတန်းကုံဆုံးပြီးချိန်ကစပြီးဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးကလုံးဝပိတ်ဆို့ထားစေလဲဖြစ်ပါတယ်။အလက်ဇန္ဒားလွတ်မြောက်ရေးဟာထိတ်တန့်ဦးစားပေးဖြစ်တယ်လို့မလအစွာပိုင်းမှာအင်ဖြူရိုရှိဝက်ကော့ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်တစားကန်ညှိနှိုင်းရေးမှူးအာရန်ပိုလာဟာအလက်ဇန္ဒားလွတ်မြောက်ရေးအတွက်မကြသေးမီဂျပန်အတွင်ကဟာမတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့သေးတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။မောင်းသူမဲ့အနာဂတ်ဘတ်စကားကိုဘာစီလိုနာမှာစတင်ဆန်သက်ခဲ့ကြပါတယ် ဘာစီလိုနာမြို့လယ်မှာရှိတဲ့ခီးတယ်ရီဟာယခုသတင်းပတ်အတွင်းဘတ်စကားကိုအခမဲ့စီးနေနိုင်ခဲ့ပါတယ်။ရီနိုဟာယခုသတင်းပတ်တွင်ဘာစီလိုနာမှာမောင်းတုမဲ့မီနီဘတ်အသစ်ကိုစမ်းသပ်နေတာလည်းဖြစ်ပါတယ်။အဆိုပါမောင်းတုမဲ့မီနီဘတ်ဟာဘာစီလိုနာမြို့လယ်ရဲ့မြို့ပတ်လမ်းကြောင်းပေါ်မှာ2.2ကီလိုမီတာ1.3မိုင်စာလိမ့်မတိုင်ကိုအသွားအပြန်ပြေးဆွဲနေတာလည်းဖြစ်ပါတယ်။ရှေ့ပြေးပုံစံပြုလုပ်ဖို့အတွက်မောင်းတုမဲ့မီနီဘတ်ကအထူးပြုကုမ္ပဏီ ရီရိုက်နဲ့ပူပေါင်းထားတာလည်းဖြစ်ပါတယ်။၎င်းဟာပြီးခဲ့တဲ့နှစ်ကပြင်သစ်ဖွံ့ဖြိုးကျင်းပရာနေရာမှာမောက်တူမဲ့ဘတ်စကာကိုထုတ်ပေါ်ပြသခဲ့ပြီးအခုခါမှာတော့ဘာစီလိုနာမြို့မှာစတင်ဆန်းသက်ပြီးဆွဲနေတာလည်းဖြစ်ပါတယ်။ပြင်သစ်ပလန်စီယာနဲ့ဇူရစ်လေဆိပ်တို့မှာလည်းဆန်းသက်ဖို့ project တွေရှိတယ်လို့လည်းသိရပါတယ်။ဆမ်မစစ်ကိုမတိုကျိုတီအခြားမြို့တွေမှာလည်းမောက်တူမဲ့တက္စီတွေနဲ့ဘတ်စကားတွေကိုစံသက်လျက်ရှိပါတယ်။ဒါမှလည်းရီနုံရဲ့ဥရောပမောက်တူမဲ့နည်းပညာအစပြုမှုဟာအမေရိကန်နဲ့တရုတ်တို့ထပ်တော်နောက်ကျနေတာလည်းဖြစ်ပါတယ်။ အမေရိကန်နဲ့တရုတ်တို့မှာတော့မောင်းသူမဲ့မော်တော်ယာဉ်ကုမ္ပဏီတွေဟာရှစ်တို့တက်လန်းဖို့အပြင်းထန်ရှင်းပြိုင်နေကြတာလည်းဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်နိုင်ငံလိုမျိုးတူညီတဲ့မောင်းသူမဲ့မော်တော်ယာဉ်တွေနဲ့စမ်းသပ်မှုများစွာကိုလှုပ်ဆောင်နေပါတယ်။ဥရောပမှာအခုချိန်ထိကျွန်တော်တို့မှာအများကြီးမရှိသေးပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာဥရောပကိုအများပြည်သူသုံးသေပို့ဆောင်ရေးမှာစတင်ပြီးဒီလမ်းကြောင်းကိုပြင်ဆင်နေဆိုတာပြသချင်တယ်လို့ရီနိုရဲ့ရီနိုရဲ့မောင်းသူမဲ့မော်တော်ယာဉ် project တွေရဲ့အကြီးအကဲ ပထရီဘီဂျာလက်ကအဆိုဆီယေတက်ပရက်ကိုပြောကြားခဲ့ပါတယ်လျှက်စကားဟာပြန်အားသွင်းစရာမလိုပဲကီလိုမီတာ120အထိမောင်းနေနိုင်ပြီးတနိုင်ကိုကီလိုမီတာ40အထိမောင်းနေနိုင်ပါတယ်။ကားရယ်ဆိုင်ကယ်ရီနဲ့လမ်းသွားလမ်းလာတွေပြည့်နေတဲ့လမ်းပေါ်မှာသွာလာနိုင်ဖို့ရာကင်မရာဆယ်လုံးနဲ့လိုက်တာ၈ခုအောင်ကန်ကရိယာတွေတက်ဆင်ထားတာလည်းဖြစ်ပါတယ်။ဘတ်စကားဟာလူစီကားတဲ့ဘာစီလိုနာမြို့လယ်မှာတောင်တတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းလုံခြုံစွာမောင်းနေနိုင်တယ်လို့ကုမ္ပဏီကပြောပါတယ်။ရီနိုရဲ့မောင်းသူမဲ့မော်တော်ယာဉ်ထိမ့်သိမ်းအဖွဲ့မှာ ကာလိုဆန်စတိုကစီနင်းသူတွေစီကတုတ်ပြန်မှုတွေအများကြီးကိုတွေ့ခဲ့ရတယ်။အချို့ကပြုံးနေကြတယ်၊ဓာတ်ပုံတွေရိုက်ကြတယ်၊အချို့ကတကားဖွင့်ဖို့တောင်ကြိုးစားကြတယ်လို့ပြောကြားခဲ့ပါတယ်။ဆန်သက်ဘတ်စကာကြောင့်မတော်တဆမှုဖြစ်ရတဲ့သတင်းတွေမရှိဘူးလို့ဘာစီလိုနာမြို့အာနာပိုင်းကပြောကြားခဲ့ကြောင်းသိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ